ကျွန်တော်ကဒီသင်္ကန်းစာလေးမှာဆိုရင်တော့ကွန်ပျူတာကိုစပြီးတော့မှလေ့လာနေတဲ့သူများကြုံတွေ့ရတဲ့အခက်အခဲလေးတွေကွန်ပျူတာဆိုင်ရာ error လေးတွေကို ကျွန်တော်ဒီသင်္ကန်းစာလေးမှာစူးစိပြီးတော့ဖြေရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒီရက်သင်္ကန်းစာလေးမှာတော့ကျွန်တော်စီကိုလာပြီးတော့မေးတဲ့သင်တန်းသားတွေတဲကနေပြီးတော့အမေအများဆုံးဖြစ်တဲ့ error လေးတွေကိုကျွန်တော်ဒီသင်္ကန်းစာလေးမှာစူးစိပြီးတော့ဖြေရှင်းပြပေးသွားမှာဖြစ်ပါတယ်။ နံပါတ်1တကူကတော့ကျွန်တော်တို့ကွန်ပျူတာစကရင်ကြီးကဇာတ်လို့ဖြစ်နေတဲ့ကျွန်တော်တို့ error ဖြေရှင်းတဲ့နီလန်လေးဖြစ်ပါတယ်။တခါတလေမှာကျွန်တော်တို့ကွန်ပျူတာစကရင်ကအတဲ့အနေထားနဲ့မဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ keyboard ကနေပြီးတော့သူ့နဲ့သက်ဆိုင်တဲ့ shortcut တွေကိုကလွဲပြီးတော့မှနှိပ်လိုက်မိတယ်။ဒါမှမဟုတ်ကိုကိုယ်တိုင်မနှိပ်ဘဲနဲ့တခုခုနဲ့ကျွန်တော်တို့ keyboard ကိုဖိလိုက်မိတဲ့အတွက် ကျွန်တော်တို့ကွန်ပျူတာစကရင်ကအတက်အနေထားမဟုတ်တော့ဘဲနဲ့ဆောက်ထိုးအနေထားကြီးဖြစ်သွားပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ဘေးတဲ့အနေထားကြီးဖြစ်သွားတယ်ပေါ့နော်ဒီလိုမျိုးတွေကျွန်တော်တို့ဖြစ်သွားတဲ့အချိန်မှာဘယ်ကနေပြီးတော့မှအတက်ပြန်ထားမလဲဆိုတော့ နီလန်လေးကိုကျွန်တော်ဒီသင်ခန်းစာလေးမှာစပြီးတော့ဖြည့်ရှင်းပြပေးသွားပါမယ်။တကယ်လို့ကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာလေးမှာစကရင်ကရောက်ထိုးနေထိုင်ဖြစ်သွားလို့အတက်ပြန်ပြီးတော့မှထားချင်ပါလေဆိုရင်တော့အရင်ဆုံးကျွန်တော်တို့ကွန်ပျူတာ setting တွေရှိတဲ့အခန်းထဲကိုဝင်ပေးရပါတယ်။ဒီတော့ကျွန်တော်တို့ကွန်ပျူတာ setting တွေရှိတဲ့အခန်းထဲကိုဝင်ဖို့ရအတွက် keyboard ကနေပြီးတော့မှ window key နဲ့ i နဲ့ကိုကျွန်တော်တို့တွဲပြီးတော့မှနှိပ်ပေးရပါမယ်။ဒီတော့ကျွန်တော်တစ်ချက်လောက် on screen keyboard လေးပေါ်ပြပေးသွားပါမယ်။ ျွန်တော်တို့ကွန်ပျူတာရဲ့ setting တွေရှိတဲ့အခန်းတွေကိုအလွယ်တကူဝင်ရောက်နိုင်ဖို့အတွက် keyboard shortcut နဲ့ပဲကျွန်တော်တို့ဝင်လိုက်ပါမယ်။ keyboard ကနေပြီးတော့မှ window key နဲ့ i နဲ့ကိုကျွန်တော်တို့တွဲပြီးတော့မှနှိပ်ပေးရပါမယ်။ window key နဲ့ i နဲ့ကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ကွန်ပျူတာတွေထဲမှာရှိတဲ့ကျွန်တော်တို့ setting တွေရှိတဲ့အခန်းတွေကိုကျွန်တော်တို့ဝင်သွားမှာဖြစ်ပါတယ်။အခုလိုမျိုးကျွန်တော်တို့ setting ခန်းထဲရောက်ပြီးဆိုရင်တော့ကျွန်တော်တို့ဖြည့်ရှင်းခြင်းတဲ့ error လေးက ွန်ပျူတာစကရင်ဇောက်ထိုးဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းမှာဖြစ်တဲ့အတွက်ရှေ့ဆုံးမှာရှိနေတဲ့ system ဆိုတဲ့အထက်ကိုကျွန်တော်တို့ဝင်ပေးရပါတယ် system နဲ့ဝင်ရောက်ပြီဆိုရင်တော့အပေါ်ဆုံးမှာရှိနေတဲ့ display ဆိုတဲ့အထက်ကိုကျွန်တော်တို့ဝင်လိုက်ပါမယ် display လေးဝင်ပြီးသွားပြီဆိုရင်တော့အောက်လေးကိုကျွန်တော်တို့စကရူဘာနဲ့အောက်ကိုနည်းနည်းလေးဆွဲလိုက်တဲ့အခါမှာ screen ရ၄ရောက်ဆိုတဲ့ခေါင်းစဉ်လေးရဲ့အောက်မှာ display orientation ဆိုတဲ့နေရာလေးရှိပါတယ် ဒီနေရာလေးမှာကျွန်တော်တို့ပုံမှန်အတိုင်းက landscape အနေအထားပဲဖြစ်နေရပါမယ်။တကယ်လို့ကိုကဒီနေရာလေးမှာ landscape အနေအထားမဟုတ်ပဲနဲ့ portrait တွေဒါမှမဟုတ် landscape flat တွေ portrait flat တွေဖြစ်နေလို့ဆိုရင်တော့ computer screen ကြီးကဘေးဒက်အနေအထားကြီးဖြစ်ရင်ဖြစ်နေမယ်။ဒါမှမဟုတ်ဇောက်ထိုးအနေအထားကြီးဖြစ်ရင်ဖြစ်နေပါလိမ့်မယ်။ဒီလိုမျိုးဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့အတက်အနေအထားပြတ်ထားဖို့ရာအတွက် ဒီနေရာမှာကျွန်တော်တို့ landscape ဆိုတာလေးကိုကျွန်တော်တို့ရွေးပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်နမူနာအနေနဲ့ကျွန်တော်ဒီမှာ landscape flat ဆိုတာလေးကိုကျွန်တော်တို့ရွေးလိုက်ပါတယ်။ပြီးရင်တော့ key change ဆိုတာလေးကျွန်တော်တို့နှိပ်လိုက်တာနဲ့တပြိုင်တည်း sacred ကြီးကကျွန်တော်တို့ဇောက်ထိုးကြီးဖြစ်သွားပါလိမ့်မယ်။အခုဒီမှာတော့ကျွန်တော်က sacred record fan နေတဲ့အတွက် sacred ကြီးကဇောက်ထိုးလိုက်ပြီးတော့ဖြစ်ချင်မှဖြစ်နေလိမ့်မယ်နော်။တကယ်လို့ကျွန်တော်တို့ကိုယ့်ရဲ့ computer က sacred ကဇောက်ထိုးဖြစ်နေတယ်ဆိုရင်တော့ DS setting နေရာလေးတွေကိုပြန်လာမယ်။ပြီးပြီဆိုရင်တော့ landscape flat ဆိုတဲ့နေရာလေးမှာ ျွန်တော်တို့ last gate ဆိုတာလေးကိုပဲပြန်ရွေးပေးလိုက်ကီချိန်းဆိုတာလေးနှိပ်လိုက်တယ်ဆိုရင်တော့အတက်အနေထားလေးပြန်ပြီးတော့ဖြစ်သွားပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ပထမဆုံး error ဖြစ်ရှင်းတဲ့နီလန်လေးဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့နောက်ထပ် number 2 error ဖြစ်ရှင်းတဲ့နီလန်လေးကကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာမှာအောက်မှာရှိနေတဲ့ဒီရက်တပ်ဖားလေးပေါ်မှာကျွန်တော်တို့ software တစ်ခုခုကိုဖွင့်ချင်တဲ့အခါမှာ ခံပါပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့အကြောင်းအရာတစ်ခုခုတည်းကိုဝင်ကျင်တဲ့အခါမှာဒီမှာကျွန်တော်တို့ search bar လေးကျွန်တော်တို့ရှိတယ်ပေါ့နော်တစ်ခုခုကျွန်တော်တို့ရိုက်ရှာပြီးတော့မှအလွယ်တကူဖွင့်ဖွင့်လို့ရတယ် search bar လေးရှိတယ်အခုလက်ရှိကျွန်တော်ရဲ့ computer လေးမှာဆိုရင်ဒီမှာ test bar ပေါ်မှာ search bar လေးကပျောက်နေပါတယ်တကယ်လို့ကိုယ့်ရဲ့ computer လေးမှာလည်းအခုလိုမျိုးကျွန်တော်တို့ search bar လေးပျောက်နေလို့ပြန်ပေါ်ခြင်းနဲ့ဆိုရင်တော့ဒီအောက်ဆုံးလေးမှာရှိနေတဲ့ tab bar လေးပေါ်မှာမောင်းရဲ့ right click လေးနှိပ်ပေးရပါမယ်။ right click လုပ်ပြီးသွားပြီဆိုရင်တော့အပေါ်မှာရှိနေတဲ့ search ဆိုတဲ့အထည်ကိုဝင်လိုက်ပါမယ်။ဝင်ပြီးသွားပြီဆိုရင်တော့အဲ့ဒီနေရာလေးမှာကျွန်တော်တို့က hide down ဆိုတာလေးလုပ်ခဲ့ထားပါတယ်။ဒီနေရာမှာကျွန်တော်တို့က search bar လေးကိုပြန်လည်ပြီးတော့ပေါ်ကျင်တာဖြစ်တဲ့အတွက် show search bar ဆိုတဲ့နေရာလေးမှာအမှန်ချင်းလေးပြန်ထည့်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ကွန်ပျူတာကပုံမှန်အတိုင်း search bar လေးပြန်ပြီးတော့မှပေါ်လာမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့နားလည်မယ်လို့ထင်တယ်။ဒါကတော့ကျွန်တော်တို့ number 1 error ဖြေရှင်းတဲ့နည်းလမ်းလေးဖြစ်ပါတယ်။ နောက်ထပ်ကျွန်တော်တို့နံပါတ်3 error ဖြေရှင်းတဲ့နီလန်လေးကကိုယ့်ကွန်ပျူတာကကျွန်တော်တို့ပုံမှန်အတိုင်းမဟုတ်တော့ဘဲနဲ့ tablet mode ပုံစံကြီးကျွန်တော်တို့ပြောင်းသွားတာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ search bar လေးမှာ TAB LED tablet လို့ရိုက်လိုက်ပါမယ်။ဒီမှာမြင်တွေ့နေရတဲ့ကျွန်တော်တို့ tablet setting ဆိုတဲ့ထည့်ကိုဝင်လိုက်ပါမယ်။ဝင်ပြီးသွားပြီဆိုရင်တော့ change additional tablet setting ဆိုတဲ့ထည့်ကိုဝင်မယ်။တကယ်လို့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ကလွဲပြီးတော့မှ tablet mouse ဆိုတာလေးကျွန်တော်တို့ online မိတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့ computer ကပုံမှန်အတိုင်းမဟုတ်တော့ဘဲနဲ့သူက tablet mouse ပုံစံကြီးပြောင်းသွားမှာဖြစ်ပါတယ်ဒီလိုအခါမျိုးမှာကိုက computer ကိုခုမှစပြီးတော့မှလေ့လာနေတယ်အခုကွန်ပျူတာကကိုပုံမှန်အသုံးပြုနေကြအတိုင်းမဟုတ်တော့တဲ့အတွက်နည်းနည်းလေးကျွန်တော်တို့ကြောင်တောင်ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့တကယ်လို့ကိုယ့်ရဲ့ computer က tablet mouse ပုံစံအခုလိုမျိုးပြောင်းသွားတယ်ဆိုရင်တော့ကျွန်တော်တို့ search bar လေးက နေပြီးတော့မှ တက်ဘလက်ဆိုပြီးတော့ရိုက်ထည့်ပြီးတော့မှတက်ဘလက် setting ဆိုတဲ့အထည့်ကိုဝင်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ chain additional တက်ဘလက် setting ဆိုတဲ့အထည့်ကိုဝင်မယ်တက်ဘလက် mode ဆိုတဲ့နေရာလေးမှာ on ဖြစ်နေတာလေးကိုကျွန်တော်တို့ off ဆိုတာလေးပိတ်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ computer ကပုံမှန်အတိုင်းပြန်လည်ပြီးတော့ဖြစ်သွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ number 3 error ဖြည့်ရှင်းတဲ့နီလန်းလေးဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ number 4 error ဖြည့်ရှင်းတဲ့နီလန်းလေးကအောက်မှာရှိနေတဲ့ကျွန်တော်တို့တက်ဘားကတခါတလေမှာကျွန်တော်တို့ လွဲပြီးတော့မှနှိပ်လိုက်မိတဲ့အတွက်အပေါ်ဘက်အချမ်းကိုရောက်သွားတဲ့အခါမျိုးတွေဘယ်ဘက်အချမ်းညာဘက်အချမ်းနေဒီရဲ့ဘာဒါလေးကကတ်သွားတဲ့အခါလေးတွေရှိတယ်။ဒီလိုမျိုးကျွန်တော်တို့ကအောက်မှာရှိနေတဲ့တပ်ဘားကနေရာထားတို့တွေမမှန်ပါဘူး။ပုံမှန်အတိုင်းလေးအောက်ခြေမှာပြန်ထားခြင်းနဲ့ဆိုရင်တော့တပ်လက်ဘားဒီရဲ့ကျွန်တော်တို့တပ်ဘားရှိနေတဲ့ဘာဒါလေးပေါ်မှာ right click နှိပ်မယ်။ပြီးရင်တော့တပ်ဘား setting ဆိုတဲ့ထဲကိုဝင်လိုက်ပါမယ်။ ဝင်ပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ Denver location on screen ဆိုတဲ့နေရာမှာအခုလလဆယ်အောက်ခြေလေးမှာရောက်နေပါတယ်ဒီတော့တကယ်လို့ဒီနေရာလေးမှာကျွန်တော်တို့ကတော့ကိုရွေးထားလိုက်မိရယ်ဆိုရင်ကျွန်တော်တို့ကလို့နဲ့ပြေးလိုက်ပါမယ် Denver ကအောက်ခြေမှာမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့အပေါ်ဘက်ထိပ်ဘက်အခြမ်းလေးမှာကျွန်တော်တို့ရွေးသွားတာကိုတွေ့ရပါလိမ့်မယ်တခါတလေမှာဒီထဲကနေပြီးတော့မှကျွန်တော်တို့ Lot Denver ကိုဖြုတ်ထားခဲ့မိတယ် ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီရက်တဘာကိုမောက်နဲ့ဒီဘက်ကိုဖိဆွဲလိုက်ရင်ဘဲဘဲဘေးကိုကတ်သွားမယ်ညာဘက်ကိုဖိဆွဲလိုက်ရင်ညာဘက်ဘေးကိုကတ်သွားမယ်ဒီလိုမျိုးကျွန်တော်တို့ကနေရာတွေကလည်းအလွယ်တကူရွှေ့လို့ရနေတယ်သူ့ကိုကျွန်တော်တို့ကပုံသေးအောက်ခြေလေးမှာပဲထားခဲ့ခြင်းနဲ့ဆိုရင်တော့ ဒီရဲ့ဘာသာလေးပေါ်မှာ right click နေမယ် lot that test ဘာဆိုတာလေးကိုကျွန်တော်တို့လှော်လေးခတ်ပြီးခဲ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့တက်ဘာကနေရာတွေမောက်နဲ့ဘလောက်ပဲဖိဆွဲပြီးတော့ရွှေ့ရွှေ့နေရာတွေရွှေ့တော့မှာမဟုတ်ဘဲနဲ့နေရာဒီတကြနဲ့ကျွန်တော်တို့ရှိနေမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ number 4 error ဖြစ်ရှင်းတဲ့နီလန်လေးဖြစ်ပါတယ်။ပြန်ကျွန်တော်တို့နောက်ထပ် number 5 error ဖြစ်ရှင်းတဲ့နီလန်လေးကတခါတလေမှာကိုယ့်ရဲ့ကွန်ပျူတာ screen ပေါ်မှာတင်ထားတဲ့ software လေးတွေက လုံးဝပျောက်နေတတ်ပါတယ်။တကယ်လို့ကိုယ့်ရဲ့ကွန်ပျူတာစကရင်ပေါ်မှာရှိနေတဲ့ software လေးတွေပျောက်နေတယ်လို့ဆိုရင်ကျွန်တော်တို့ right click နှိပ်မယ်။ view ထဲကနေပြီးတော့မှ show desktop icon ဆိုတာလေးကိုကျွန်တော်တို့အမှန်ချင်လေးဖြုတ်ကြည့်လိုက်ပါမယ်။ဒါဆိုရင်တော့လက်ရှိကျွန်တော်ရဲ့ကွန်ပျူတာထဲမှာစကရင်ပေါ်မှာအလွယ်တကူဖွင့်လို့ရအောင် software လေးတွေတင်ထားတယ်။အဲဒီ software လေးတွေကလုံးဝကျွန်တော်တို့ပျောက်သွားမှာဖြစ်ပါတယ်။တကယ်လို့ကိုယ်ကပြန်ပြီးတော့ forge နေဆိုရင်တော့စကရင်ရဲ့လွတ်တဲ့နေရာမှာ right click နှိပ်မယ်။ ဖြူးဆိုတဲ့ထဲကိုဝင်ပြီးတော့မှ show desktop icon ဆိုတာလေးကိုနှိပ်လိုက်မယ်။ဒါဆိုရင်တော့ပုံမှန်အတိုင်းပဲကျွန်တော်တို့တင်ထားခဲ့တဲ့ software လေးတွေပြန်လဲရောက်ရှိလာတာကိုတွေ့ရပါလိမ့်မယ်။ဒီနေရာမှာတခုပြောစရာရှိပါတယ်။ကျွန်တော်တို့ကိုယ့်ရဲ့ computer က RAM နဲ့ CPU တွေအရင်နှိပ်လို့ computer ကလည်းအသုံးများတယ်။ဒါကြောင့်ကျွန်တော်တို့ computer set ကအရင်ဟန့်ပြီးတော့ computer ဆက်ပြီးတော့မှဖွင့်လိုက်တဲ့အချိန်မှာ ကိုတင်ထားတဲ့ software လေးတွေကချက်ချင်းတက်မလာဘူးဆိုရင်တော့ကျွန်တော်တို့ခဏလေးစောင့်ပေးရပါမယ်။ဒီရက် setting မှာလည်းကျွန်တော်တို့ show desktop icon လေးကျွန်တော်တို့ထားပေးရပါမယ်။ဒီလိုမျိုးကျွန်တော်တို့ကိုယ့်ရဲ့ computer ဆက်ကဟန်းပြီးတော့မှ software တွေကချက်ချင်းတက်မလာဘူးဆိုရင်တော့ကိုယ့်ရဲ့ computer ကိုကျွန်တော်တို့တန်ရှင်းလုပ်ပြီးတော့ဆက်ကို restart ချပြီးတော့ပြန်ဖွင့်တင်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ပုံမှန်အတိုင်းပြန်လဲရရှိလာပါလိမ့်မယ်။ဒါဆိုကျွန်တော်တို့နားလည်မယ်လို့ထင်ပါတယ်။ဒါကတော့ကျွန်တော်တို့ number 5 error ဖြစ်ရှင်းတဲ့နီလန်လေးဖြစ်ပါတယ်။ ပြီးရင်ကျွန်တော်တို့နောက်ထပ်နံပါတ်6 error ဖြေရှင်းတဲ့နည်းလမ်းလေးကကျွန်တော်တို့ဒီရဲ့ sacrament မှာရှိနေတဲ့ software လေးတွေထဲမှာ this bc ဆိုတဲ့ software လေးကျွန်တော်တို့ပျောက်နေလို့ပြန်ပြီးတော့ပေါ်ခြင်းတဲ့အခါမျိုးမှာပေါ်တဲ့နည်းလမ်းလေးဖြစ်ပါတယ်အခုလက်ရှိကျွန်တော်ကွန်ပျူတာထဲမှာဆိုရင်ဒီမှာကျွန်တော်တို့ this bc ဆိုတဲ့ software လေးမပါနေဘူးပေါ့နော်အဲ့တော့အဲ့ဒီ software လေးကျွန်တော်တို့ပြန်လဲရရှိလာအောင်ပေါ်ခြင်းတယ်ဆိုရင်နော် computer sacrament မှာ right click နိုင်မယ် ပြီးပြီဆိုရင်တော့ကျွန်တော်တို့အောက်မှာရှိနေတဲ့ personalize ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ် personalize ဆိုတဲ့ထဲကိုဝင်ပြီးသွားပြီဆိုရင်တော့ဒီဘက်ဘေးလေးမှာ then ဆိုတဲ့ထဲကိုဆက်ပြီးတော့ဝင်မယ်ဝင်ပြီးသွားပြီဆိုရင်တော့ညာဘက်ဘေးလေးမှာကျွန်တော်တို့ desktop icon setting ဆိုတဲ့နေရာလေးကို click တစ်ချက်နှိပ်ပြီးတော့ဝင်မယ်။ဒီနေရာမှာကျွန်တော်တို့ကဒီ secret mode မှာ this busy software လေးပြန်ပြီးတော့ folder ဖြစ်တဲ့အတွက် computer ဆိုတဲ့နေရာလေးမှာအမှန်ချင်းလေးထည့်ပါမယ်။ apply လုပ်မယ် okay နဲ့လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ computer screen ပေါ်မှာ this pc ဆိုတဲ့ software လေးအလွယ်တကူပြန်လည်ပြီးတော့ရောက်ရှိလာတာကိုတွေ့ရပါလိမ့်မယ်ဒီရဲ့ this pc ဆိုတဲ့နေရာလေးကို double click နဲ့ပြီးသွားပြီဆိုရင်အဲကိုယ့်ရဲ့ computer ထဲမှာကိုယ်အသုံးပြုမဲ့ folder လေးတွေထဲကိုတရနေပြီးတော့လဲကျွန်တော်တို့အလွယ်တကူဝင်လို့ရတဲ့နေရာလေးဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့နားလည်မယ်လို့တင်ပါတယ်ပြီးရင်နောက်ထပ်ကျွန်တော်တို့ number 9 setting လေးကတော့ အဲကွန်ပျူတာစကရင်ကြီးကလုံးဝကျွန်တော်တို့ပုံမှန်ကာလာအတိုင်းမဟုတ်တော့ဘဲနဲ့အဲ black and white ကာလာကြီးပြောင်းသွားတဲ့ပုံစံမျိုးဖြစ်သွားတာကိုပြောတာဖြစ်ပါတယ်ဒီတော့အခုလက်ရှိတော့ကျွန်တော်ကွန်ပျူတာမှာက ဒါပုံမှန်ကာလာအတိုင်းပဲရှိသေးတယ်ဗောနော်တခါတလေမှာကိုကနားမလဲပဲနဲ့စတင်လေးကိုဝင်ပြီးတော့ပြင်လိုက်မိတယ်ကာလာနဲ့သက်ဆိုင်တဲ့စတင်လေးတွေကိုဝင်ပြင်လိုက်မိတဲ့အတွက်ကာလာတွေကပုံမှန်ကာလာအတိုင်းမဟုတ်တော့ပဲနဲ့အခြားကာလာကြီးတွေကျွန်တော်တို့ပြောင်းသွားတဲ့အခါမျိုးမှာဆိုရင်တော့ဝင်ပြင်လို့ရတဲ့နေရာလေးဖြစ်ပါတယ်ဒါကိုပြင်ဖို့ရအတွက်ဆိုရင်တော့ search bar ကနေပြီးတော့မှကာလာဆိုပြီးတော့မှရိုက်ထည့်လိုက်ပါမယ်ကာလာလိုရိုက်လိုက်တာနဲ့တပြိုင်တည်းအပေါ်မှာတက်လာတဲ့ကျွန်တော်တို့ကာလာဖေးတာဆိုတဲ့ဒီရက်သေးကိုကျွန်တော်တို့ ကလစ်တစ်ချက်နှိပ်ပြီးတော့ဝင်ပေးရပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့ဒီနေရာလေးမှာကျွန်တော်တို့ use color filter ဆိုတဲ့နေရာလေးမှာ off ဖြစ်နေပါတယ်တကယ်လို့ဒီနေရာလေးမှာကိုကမတိဘဲနဲ့ on ဆိုတာလေးလောက်လိုက်မိတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့ computer screen ကြီးက black and white အဖြူမဲ color ပုံစံကြီးပြောင်းသွားမှာဖြစ်ပါတယ်အခုလက်ရှိတော့ကျွန်တော်ကဒီမှာ screen record လုပ်နေတဲ့အတွက် ဒီ black and white color ပြောင်းမပြောင်းကျွန်တော်မသိရသေးဘူးပေါ့နော်အခုဒီမှာမိတ်ဆွေတို့ live ပြီးတော့ကြည့်တဲ့အချိန်မှာဆိုရင်တော့ဒါ color ကြီးကပြောင်းဒီ black and white ပြောင်းရင်ပြောင်းနေပါလိမ့်မယ်အခုတကယ်လို့ကိုယ့်ရဲ့ computer မှာ black and white color ပုံစံကြီးပြောင်းနေတယ်ဆိုရင်တော့ဒီရဲ့ setting နေရာလေးကိုကျွန်တော်တို့ကဖွင့်ထားခဲ့တယ်ဆိုရင်ပိတ်ပေးရမှာဖြစ်ပါတယ်တကယ်လို့ဒီနေရာမှာဖွင့်ပြီးတော့ကျွန်တော်တို့က gray scale ကိုရွေးထားခဲ့မိတဲ့အတွက် ဘလန့်အဝိုင်ကာလာပုံစံကြီးပြောင်းနေတာဖြစ်ပါတယ်တကယ်လို့ကိုက grayscale ကာလာမဟုတ်ဘဲနဲ့ inverse ဆိုတာလေးပြောင်းလဲပြီးတယ်ဆိုရင်ဒီမှာလုံးဝအမဲပုံစံကြီးပြောင်းသွားလိမ့်မယ် grayscale inverse ဆိုရင်တော့ဒီမှာ black and white ကိုနည်းနည်းလေးကျွန်တော်တို့ပြောင်းပြန်ဖြစ်နေတဲ့ပုံစံလေးတွေက ပြောင်းပေးသွားလိမ့်မယ်ပေါ့နော်ဒါကတော့သူနဲ့သက်ဆိုင်တဲ့ကျွန်တော်တို့စက်တင်လေးတွေဖြစ်ပါတယ်ဒီတော့ဒါမျိုးတွေကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာမှာပုံမှန်ကာလာအတိုင်းမဖြစ်နေဘူးဆိုရင်တော့ဒီရဲ့ hue color filter ဆိုတဲ့နေရာလေးမှာ off ပေးလိုက်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ပုံမှန်ကာလာအတိုင်းပြန်လည်ပြီးတော့ရောက်ရှိလာမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့နားလည်မယ်လို့ထင်တယ်နောက်ထပ်ကျွန်တော်တို့နံပါတ်နံပါတ်8ရဲ့နောက်ဆုံး error ဖြေရှင်းတဲ့နီလန်လေးကတော့မောက်နဲ့သက်ဆိုင်တဲ့ error ဖြေရှင်းတဲ့နီလန်လေးဖြစ်ပါတယ်ကျွန်တော်တို့မောက်မှာဆိုရင် လက်ကလစ်နဲ့ right ကလစ်နဲ့ဆိုပြီးနှစ်ခုရှိတယ်။တခါတလေမှာကိုကမောင်းနဲ့သက်ဆိုင်တဲ့စက်တင်လေးတွေကိုကလီရင်နဲ့ဝင်ပြင်လိုက်ခဲ့မိတဲ့အတွက်ကျွန်တော်တို့မောက်ကလစ်ကလက်ကလစ်နဲ့သူက right ကလစ်ပုံစံကြီးဖြစ်နေတယ်။ right click နေမှာကျွန်တော်တို့ left click ပုံစံကြီးဖြစ်နေတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကမောက် click ကဘယ်ညာမှားနေတယ်ဆိုရင်တော့ကျွန်တော်တို့ setting mouse setting လေးကိုဝင်ပြီးတော့ပြင်ပေးရမှာဖြစ်ပါတယ်ဒါမျိုးလေးကျွန်တော်တို့ပြင်ဖို့ရာအတွက်ဆိုရင်တော့ search bar ကနေပြီးတော့မှကျွန်တော်တို့ဒီမှာ mouse ဆိုပြီးတော့ရိုက်ထည့်လိုက်ပါမယ် မောက်ဆိုပြီးတော့ရိုက်ထဲလိုက်တာနဲ့တပြိုင်တည်းမောက်ဆက်တင်ဆိုတာလေးကျွန်တော်တို့တွေ့ပြီးဆိုရင်တော့ကလစ်တစ်ချက်နှိပ်ပြီးတော့ဝင်ပေးလိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးမှာ select your primary button ဆိုတဲ့နေရာလေးမှာပုံမှန်အတိုင်းကျွန်တော်တို့ကလက်ထားထားပါတယ်ဒီနေရာမှာလာကျွန်တော်တို့က right click နှိပ်လိုက်တယ်ဆိုရင်အကုန်လုံးကကျွန်တော်တို့က right click နှိပ်မှာ အဲဘဲကလစ်ကျွန်တော်တို့ဖြစ်မယ်ပေါ့နော်ကလစ်တွေကအကုန်လုံးကျွန်တော်တို့ဘယ်ညာမှနေမှာဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့ software တစ်ခုခုကိုဖွင့်တဲ့အခါမှာဆိုရင်အဲကျွန်တော်တို့ကလက်ကလစ်နှိပ်ပေးရတယ်အခုဒီမှာကျွန်တော်တို့လက်ကလစ်နှိပ်လိုက်တာနဲ့တပြိုင်တည်းသူက right click ပုံစံကြီးဖြစ်နေတယ် right click နှိပ်မှကျွန်တော်တို့လက်ကလစ်ပုံစံပြောင်းသွားတယ်ပေါ့ဒါမျိုးတွေဖြစ်နေတယ်ဆိုရင်တော့ mouse setting လေးမှာပုံမှန်အတိုင်းကျွန်တော်တို့ထားပေးရပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာ mouse setting လေးကိုပြောင်းဝင်လိုက်ပါမယ် ပြီးပြီဆိုရင်တော့ mouse setting တွေကိုကျွန်တော်တို့ဝင်လိုက်ပါမယ်အခုလောလောဆယ်ကျွန်တော်တို့ဒီမှာ mouse setting မှာ left click နဲ့ right click နဲ့ကိုမှားပြီးတော့ထားထားတဲ့အတွက်အခုလက်ရှိကျွန်တော်အသုံးပြုနေတဲ့အနေအထားအပြောင်းအလဲဖြစ်နေတယ်เนาะဒီတော့ right click နေမှာကျွန်တော်တို့ left click ပုံစံတူအောင်ဝင်သွားပါမယ်ဒီတော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ပုံမှန်အတိုင်းထားဖို့ရာအတွက်ဒီရဲ့ right ဆိုတဲ့နေရာလေးမှာ လက်ဆိုတာလေးကျွန်တော်တို့ရွေးပေးလိုက်ပါမယ်ဒါမှကျွန်တော်တို့ပုံမှန်အတိုင်းမောက်ကလက်ကလက်ရိုက်ကလေးမှန်သွားမှာဖြစ်ပါတယ်ဒါဆိုအားလုံးနားလည်မယ်လို့ထင်ပါတယ်ဒီရက်သင်ခန်းစာလေးကတော့ကွန်ပျူတာစတင်လေ့လာနေတဲ့သူတွေကြုံတွေ့ရတဲ့အခက်အခဲလေးတွေကိုဖြည့်ရှင်းပြပေးသွားတာဖြစ်ပါတယ် ကိုကိုတိုင်းလိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါအကယ်၍ကိုကိုတိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်ဟုတ်ဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ